နိုင်ငံသူနိုင်ငံသားအပေါင်းဘေးရနေတဲ့အသွေးသွေးကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံးကျုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ရဆပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မတော့ချူပါ။ဒီနေ့မက်လ28ရက်တောက်ကြနေအတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ ထိုင်းရောက်မြန်မာအလုံသမားအရေးနဲ့ပတ်သက်ပြီး CRPH အလုံသမားရေးရာ ကော်မတီဥက္ကဋ္ဌနဲ့ထိုင်းနိုင်ငံရောက်အလုံသမားကူညီရေးအဖွဲ့များပရာဟိတအသင်းအဖွဲ့များတွဲဆောင်ဆွေးနွေးခဲ့တဲ့တည်။ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုကော်မတီအစည်းအဝေးပြုလုပ်ခဲ့တဲ့တည်။ချက်နိုင်ငံသားဝင်ကြီးနဲ့ပြည်အောင်စုဝင်ကြီးဒေါ်စင်မောင်တို့တွေ့ဆုံပြီးမြမအရေးကိုတွားရောက်ဆွေးနွေးခဲ့တဲ့တည်။ပောက်ခေါင်းမှာအကြက်ဖက်စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာ12ဦးသေဆုံးခဲ့တဲ့တည်။ ။ဇကိုင်းတိုင်းကိုဗဟိုပြုပြီးတော့ Richester's Gate 9.8ရဲ့မြင်းကလေးလှုပ်ခတ်ခဲ့တဲ့တဲ့နဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်တော်လှန်ရေးဆန္ဒပြလူမှုတပိတ်တဲ့နေပဲဖြစ်ပါတယ်။ ပထမဆုံးတင်ဆက်ပေးမှာကတော့ထိုင်းရောက်မြန်မာအလုံသမားရေးနယ်ပတ်သက်ပြီး CRPH အလုံသမားရေးရာ ကော်မတီဥက္ကဋ္ဌနဲ့ထိုင်းနိုင်ငံရောက်အလုံသမားကုညီအဖွဲ့များပရာဟိတာအသိအဖွဲ့များတွဲဆောင်ဆွေးနွေးခဲ့တဲ့သတင်းဖြစ်ပါတယ်။ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အလုံသမားရေးရာကော်မတီဥက္ကဋ္ဌဦးဥက္ကမင်းနဲ့ထိုင်းနိုင်ငံရောက်အလုံသမားကုညီအဖွဲ့များ ပရဟိတအသင်းဖွဲ့များတွေ့ဆုံပြီးတော့မြန်မာအလုံသမားများကြုံတွေ့နေရတဲ့အခက်အခဲတွေကိုလက်တွဲပူးပေါင်းဖြေရှင်းနိုင်ရေးဆွေးနွေးမှုကိုမတ်လ26ရက်မှာပြုလုပ်ခဲ့ကြပါတယ်။တွေ့ဆုံဆွေးနွေးပွဲမှာအလုံသမားရေးရာကော်မတီဥက္ကဋ္ဌကပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီနဲ့အလုံသမားရေးရာကော်မတီတို့ရဲ့ဆောင်ရွက်နေမှုများထိုင်းနိုင်ငံအောက်လွှတ်တော်မှာကျင်းပခဲ့တဲ့ဆွေးနွေးပွဲမှာမြန်မာရွှေ့ပြောင်းနေထိုင်သူများအရေးတိုက်တွန်းခဲ့မှုများ ကမ္ဘာအလုတ်သမားအဖွဲ့ ILO ရဲ့မြန်မာအလုတ်သမားများအတွက်လက်တလောဆောင်ရွက်နေမှုများကိုရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။အဲဒီနောက်တက်ရောက်လာကြတဲ့အဖွဲ့များရဲ့ဥဆောင်သူများကမြန်မာအလုတ်သမားများကြုံတွေ့နေရတဲ့အခက်အခဲများဥပဒေနဲ့အညီနေထိုင်နိုင်ရေးနဲ့ဥပဒေပါအခွင့်အရေးချိုးဖောက်ခံရမှုများနဲ့ပတ်သက်ပြီးရောသိရှိလိုရာများကိုလည်းမေးမြန်းဆွေးနွေးခဲ့ကြသလိုထိုင်းနိုင်ငံရှိမြန်မာအလုတ်သမားများအရေးဆောင်ရွက်ပေးစီလိုတဲ့အချက်များကိုလည်းအကြံပြုတိုက်တွန်းခဲ့ကြပါတယ်။ အလုသမားရေးရာကော်မတီဥက္ကဋ္ဌကမေးမြန်းမှုများအားပြည်လဲဖြေကြားခဲ့ပြီးကြုံတွေ့နေရတဲ့အခက်အခဲများကိုရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့အကြံပြုချက်များကိုလည်းတက်ဆိုင်ရာတာဝန်ရှိသူများထံတင်ပြဆွေးနွေးပေးသွားမှာဖြစ်ကြောင်းပြန်လည်ပြောကြားခဲ့ပါတယ်လို့ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီကသတင်းထုတ်ပြန်ထားပါတယ်ရှင်ဆက်လက်ပြီးတော့ဂျားကာလာဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးပြုလုပ်ခဲ့တဲ့တင်ပြတင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရဂျားကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်စနစ်မေဆောင်2025ကိုမတ်လ28ရက်မနေ့စနေနေ့မှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးမှာဂျားကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကအုပ်ချုပ်ရေးပိုင်းကိုဥဆောင်တာဝန်ယူထားရတဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံနဲ့ရုံးလုပ်ငန်းပိုင်းတာဝန်ယူသူတွေစွမ်းဆောင်ရေးတက်အောင်စ조사ကြက်မှတ်ပေးစီခြင်းမှာကြောင့် တာဝန်ကြီးတွေလုတ်ပိုင်ခွင့်များလေဖြစ်တာမို့ပြဿနာလဲပုံများတယ်ဆိုတာဖြစ်လေဖြစ်တာရှိရဲ့သဘောတရားဖြစ်တာကြောင့်ကျွန်တော်တို့တာဝန်ရှိသူတွေအနေနဲ့မူနဲ့အညီကြက်ကြက်မမတ်ဆောင်ရွက်ပြီးလိုအပ်ရင်လိုအပ်သလိုအရေးယူမှုရန်ရရဟာလဲတွဲကပ်ပါနိုင်မှထိန်းချုပ်နိုင်မှဖြစ်ကြောင်း စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နဲ့ဂျားကာလာအခြေခံဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးအသေးစိတ်တွေဆွေးနွေးနေပြီဖြစ်တာကြောင့်ဝင်ကြီးဌာနတွေအနေနဲ့ဖက်ဒရယ်အစိုးရနဲ့ဖက်ဒရယ်ယူနစ်အစိုးရတွေကြားလုံပိုင်ခွင့်အာဏာကိုဘလို့ခွဲဝေသုံးစွဲကြမလဲဆိုတာတွေကိုတည်တည်ချာချာပြင်ဆင်ထားစေချင်ပါကြောင်း ုပ်ချုပ်ရေးကဏ္ဍနဲ့ပတ်သက်ရင်မူဝါဒအပိုင်းရောအကောင့်ထည်ပေါ်ဆောင်မှုအပိုင်းရောထိထိမိမိအလုံးလုံးနိုင်ဖို့အရေးတကြီးလိုအပ်နေပြီဖြစ်တာကြောင့်ဌာနတစ်ခုချင်းစီမှာလိုအပ်ရင်လိုအပ်သလိုလူဆွမ်းအားအရေးမြင့်တွေဖြစ်တင်းကြဖို့လိုသလိုဌာနအချင်းချင်းပေါက်ဆက်မှုအပိုင်းမှာလည်းပုံမှုအားကောင်းစွာနဲ့ပေါက်ဆက်လှုပ်ဆောင်နိုင်မှာဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။ ဆက်လက်ပြီးတက်ရောက်လာကြတဲ့ဂျားကာလာဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုဟိုကော်မတီအဖွဲ့ဝင်များမှစက်တင်ဘာ2025မှာချမှတ်ထားတဲ့ဆုံးဖြတ်ချက်ရှိလုပ်ငန်းရှင်များနဲ့ပတ်သက်တဲ့ပြည်စည်းမှုအခြေအနေများဆက်လက်ဆောင်ရွက်ကြက်ရှိနေတဲ့လုပ်ငန်းရှင်များကိုခြားပြရှင်းလင်းပြီးတက်ရောက်လာတဲ့တာဝန်ရှိသူများမှအကျေတဝင့်ဆွေးနွေးခဲ့ကြပါတယ်အဆိုပါအစည်းအဝေးကိုပြည်သူ့ဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းဦးဆောင်ကပြည်သူ့ဝင်ကြီးများဒုတိယဝင်ကြီးများအမြဲတမ်းအတွင်းဝင်များ တွဲဖက်အတွင်းဝင်များနဲ့ဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။ထမမီတက်ဆက်ပေးမှာကတော့ချက်နိုင်ငံသား၏ဝင်ကြီးနဲ့ပြည်အောင်စုဝင်ကြီးဒေါ်စင်မောင်တို့တွေ့ဆုံပြီးမြမအရေးကိုတွားရောက်ဆွေးနွေးခဲ့တဲ့တင်ဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသား၏ဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဒေါ်စင်မောင်ကချက်တမရနိုင်ငံကိုတွားရောက်ခဲ့ပြီးချက်နိုင်ငံသား၏ဝင်ကြီးဂျန်လီပါစကီနဲ့တွေ့ဆုံခဲ့ကမြမအရေးကိုဆွေးနွေးခဲ့ပါတယ်။ မတ်လ29ရက်နေ့ကပြည်အောင်စုဝင်ကြီးဒေါ်စင်မာဦးဆောင်တဲ့အဖွဲ့နဲ့ချက်တမ်မရနိုင်ငံနိုင်ငံသားဝင်ကြီးဂျန်လီပါစကီတို့တွေ့ဆုံခဲ့ကြပြီးမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုဆွေးနွေးခဲ့ကြရလို့ဆိုပါတယ်။တွေ့ဆုံဆွေးနွေးပွဲမှာချက်တမ်မရနိုင်ငံနိုင်ငံသားဝင်ကြီးဂျန်လီပါစကီကချက်တမ်မရနိုင်ငံဟာလွတ်လပ်မှုနဲ့ဒီမိုကရေစီအရေးအတွက်တိုက်ပွဲဝင်နေတယ်။မြန်မာပြည်သူတွေနဲ့အတူတသားတဲ့အခိုင်အမာယက်တည်နေကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင်မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုတွေမှာအခုထက်ပိုပြီးအကူအညီအထောက်ပံ့ပေးနိုင်ရေးကိစ္စတွေကိုအပြန်အလှန်ဆွေးနွေးခဲ့ကြရလို့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝင်ကြီးဌာနကအသိပေးထုတ်ပြန်ထားပါတယ်ရှင်။အခုဆက်လက်ပြီးတော့ပေါက်ခေါင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ12ဦးသေဆုံးခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းအနောက်ခြမ်းပြည်ခရိုင် ပေါက်ခေါင်းအုပ်တွင်းကားလမ်းမှာအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ရာတေဆုံးသူ12ဦးထိရှိနေပြီးတော့ကြောက်ထဲကျသွားတဲ့ကားအောက်တိနေတဲ့စစ်သားလောင်းတွေကိုလည်းဆွဲထုတ်နေရတယ်လို့ပြည်ခရိုင်တိုင်363ရက်နှစ်သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရက်စတာက PPTV ကိုပြောပါတယ်။ မက်လန်25ရက်နေ့ည10:00နာရီခွဲခန့်ကဘော်ဒါကျေးရွာနဲ့ပေါ်လန်ကြီးကျေးရွာကြမှာဘော်ဒါကနေပောက်ခေါင်းဘက်ကိုဆင်းလာတဲ့စစ်တပ်ရဲ့ကားနှစ်စီးကို PKI တပ်ရင်363ရနှင့်တပ်ခွဲ3ကရဲဘော်တွေကမိုင်းငါးလုံးဆွဲပြီးနောက်လက်လက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ပစ်ခတ်မှုကြောင့်ပထမ9ဦးသေဆုံးတယ်။နောက်ထပ်ကားအောက်ကအလောင်း၄လုံးရတယ်။စုစုပေါင်း17ဦးပေါ့နော်။ တည်င်းထုတ်ပြန်ပြီးနောက်တဦးထက်သေးတော့စုစုပေါင်း12ဦးသေတယ်လို့တည်င်းပြန်ကြားရေးတာဝန်ခံရဲဘော်ရက်စတာကပြောပါတယ်တိုက်ပွဲတွင်ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်းတဦးမြင့်မြတ်စွာကြာဆုံးခဲ့တယ်လို့ပြောထားပါတယ်ပြည်သူလူထုတွေအနေနဲ့လည်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အနီးဆုံးမှာမနေကြဘူးနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးရောပြည်သူကိုဂုတ်သွေးစုံဒုက္ခအမျိုးမျိုးပေးနေသူတွေနဲ့လည်းအချက်လက်တွေစုဆောင်းပေးကြဖို့နဲ့တီခရိုင်တရင်363ညနေကတည်င်းထုတ်ပြန်ထားပါတယ်ရှင်။ခုတစ်ခါမှာတော့သခိုင်းတိုင်းကိုဗဟိုပြုပြီး Richter scale 9.8ရှိရဲ့မြင်းငလျင်လှုပ်ခတ်ခဲ့တဲ့တဲ့တင်ကိုပြောပြပါမယ်။ မြန်မာနိုင်ငံမှာစကိုင်းတိုင်းကိုဗဟိုပြုပြီးအနည်းရောအဆင့်ရှိရဲ့အင်အားပြည့် Richester Scale 9သန်းမှ9ရှိရဲ့မြင်းကလေးလှုပ်ခတ်မှုဒီနေ့မြန်မာစံတော်ချိန်မွန်းလွဲ12နာရီ52မိနစ်ခန့်မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ငလင်းလှုပ်ခတ်မှုကနှစ်ချိန်ဖြစ်ပွားခဲ့တာဖြစ်ပြီးရောပထမအချိန်မှာ Richester Scale 9သန်းမှ9နဲ့ဒုတိယအချိန်လှုပ်ခတ်မှုက Richester Scale 6သန်းမှ6ရှိတယ်လို့ငလင်း website တွေကဖော်ပြခဲ့ကြပါတယ်။ ငလျင်ကနှစ်ကြိမ်လှုပ်တာပထမတစ်ကြိမ်ကတော့တော်တော်ဆိုးတယ်သိပ်မကြဘူးနောက်တစ်ကြိမ်ထက်လှုပ်တာပဲတိုက်တွေပေါ်ကနေလူတွေအကုန်ပြင်းစင်ကြတာပဲလို့ရန်ကုန်မြို့ခံတအူးကပြောထားပါဗျ။အဆိုပါငလျင်လှုပ်ခတ်မှုကြောင့်သခိုင်းတရားဟောင်းလည်းပြိုပြက်ခဲ့ရသလိုမန္တလေးမြို့အတွင်းမှာလည်းအထက်မြင့်အဆောင်တွေပြိုကျပျက်စီးခဲ့ရတယ်လို့ဒေသခံတွေကဓာတ်ပုံတွေရုပ်သံဖိုင်တွေနဲ့လူမှုကွန်ရက်မှာတင်ခဲ့ကြပါဗျ။ကျုံပင်နာကအဆောင်တွေပြိုကျတယ်တော်တော်ပျက်စီးရလို့မန္တလေးဒေသခံတအူးကပြောထားပါဗျ။ ရှမ်းပြည်အောင်ပန်းမှာလည်းငလျင်တန်းကြောင့်အဆောက်အုံတွေပြိုကျပျက်စီးမှုတွေရှိတယ်လို့ဒေသခံတွေထံကနေသိရပါဗျ။ငလျင်တန်းကိုထိုင်းနိုင်ငံမှာလည်းခန်းဆားခဲ့ရပြီးရောဘန်ကောက်မြို့မှာရှိတဲ့အဆောက်အုံတွေပြိုကျပျက်စီးမှုဖြစ်ပွားခဲ့တာကိုလည်းတွေ့ရပါဗျရှင်။အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝင်ကြီးဌာနကလည်းစကိုင်းမြို့ရဲ့16ကီလိုမီတာအကွာမှာအင်အား Richester Scale 9.8ရှိတဲ့အလုံးအင်အားပြင်းထန်တဲ့ငလျင်လှုပ်ခတ်ခဲ့တယ်ဆိုတာနဲ့ ငလျင်တန်းကိုဘင်္ဂလားဒေ့ရှ်လာအို ထိုင်းမြန်မာနဲ့တရုတ်နိုင်ငံတွေကိုတက်ရောက်ခဲ့တယ်လို့အသိပေးထုတ်ပြန်ခဲ့ပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ပြတ်ချိန်မုံရီလူတို့ဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ စကိုင်းလိုက်ကလေးမျိုးမှာကလေးမျိုးလူလူတိုက်ပွဲဥဆောင်ကော်မတီကချင်းပြည်ဖလန်းမျိုးသိန်းတိုက်ပွဲမှာရွရွချွချွတိုက်ပွဲဝင်နေကြတဲ့ဒေသခံတော်လိုင်းရဲဘော်တွေနဲ့ပူပေါင်းမဟာမိတ်ရဲဘော်တွေခွန်အားဖြစ်စေဖို့အတွက်ဖျောင်းနိုင်ထွန်းဆူတောင်းတပိတ်ပြုလုပ်ခဲ့ကြပါတယ်။အကျံဖတ်စစ်ကောင်စီရဲ့စံချိန်တွေလေကြောင်းတိုက်ခိုက်မှုတွေအကြမ်းမှာချင်းပြည်ဖလန်းဒီသားမှာအကျံဖတ်စစ်ကောင်စီကင်းစစ်ရေးအတွက်တော်လန်ရေးတပ်ဖွဲ့ဝင်တွေကစူးစမ်းပြီးတိုက်ပွဲဝင်နေကြလာပါ။ ဲ့ဒီတော်လန်ရဲဘော်တွေနဲ့အတူအမြဲရှိနေကြောင်းဖလန်းမင်းတို့နဲ့အတူကလေးစာတန်းကိုဖျောက်နိုင်မီးထွန်းပုံဖော်တာစီလုံးအားနဲ့ချင်းသွင်းနေအောင်မွဲဆိုတာပြလိုက်ကြစို့ဆိုတဲ့အောင်မြင်မှုနမိတ်နဲ့ခွန်အားပေးတာနှလုံးသွင်းနေရင်အနာဂတ်ကိုပုံဖော်နေကြတဲ့ဖလန်းသူရဲကောင်းများမုတ်ချနိုင်ရမည်ဆိုတဲ့ဖလန်းမြုပ်သိမ်းတိုက်ပွဲအောင်မြင်မီကိုအခိုင်အမာယုံကြည်ကြောင်းစာတန်းရေးထိုးကခွန်အားပေးဆုတောင်းတပိတ်ပြုလုပ်ခဲ့ကြတယ်လို့အသိပေးထားပါဗျာ ရင်းမပင်မြို့နယ်မှာအောင်လန်လွှင့်မီတောင်းသွင်းနေတဲ့ပိတ်စစ်ကြောင်းကအကြမ်းဖက်ဆစ်တဲ့ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်လွှင့်မီတောင်းသွင်းနေတဲ့ပိတ်စစ်ကြောင်းဆိုတဲ့စာသားကန့်ဆွဲပြီးအကြမ်းဖက်ဆစ်တဲ့ကြာရှုံးရေးဟေ့ကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရှင်မက်ပင်မြို့နယ်မှာအောင်လန်လွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်းလွင့်မြေရွှေကြီးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကင်ဆွဲပြီးအကြမ်းဖက်ဆက်တဲ့ကြာရှုံးရေးဟစ်ကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါရှင်။ဒါကတော့မက်စလာ28ရဲ့သတင်းတွေနဲ့လူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။